ဘလို့အခြေအနေမျိုးတွေမှာစက်တူလုပ်ငန်းစတင်တယ်လေနံပါတ်1အခြေအနေကတော့လုပ်ငန်းတစ်ခုမှာအိုင်ဒီယာရှိတယ်ဒါပေမဲ့အဲ့ဒီအိုင်ဒီယာကိုအကောင့်ထဲပေါ်ဖို့အတွက်ငွေတွေမရှိတဲ့အခါမှာစက်တူလုပ်ငန်းလုပ်တဲ့ငွေမရှိလို့အဲ့ဒီအိုင်ဒီယာကိုအကောင့်ထဲမပေါ်ရဘူးဆိုတာကသူတို့ strategy မဟုတ်ဘူးငွေရှိတဲ့သူနဲ့ပူးပေါင်းပြီးတော့မှအဲ့ဒီအိုင်ဒီယာကိုအကောင့်ထဲပေါ်တာကဒါ strategy ကျွန်တော်တို့ကဖြစ်တယ် နောက်ထပ်အခြေအနေမျိုးကလုပ်ငန်းတစ်ခုကအတော်အသင့်အောင်မြင်တယ်။ဈေးကွက်လည်းရှိတယ်။အဲဒီလုပ်ငန်းနောက်ထပ်ထပ်ပြီးတော့မှအောင်မြင်နိုင်တဲ့အရေးချင်းတွေအရေးသွေးတွေလည်းရှိတယ်။ဒါပေမဲ့ငွေကျက်သွားတာ solvency problem လို့ခေါ်တယ်။ငွေကျက်သွားတဲ့အချိန်မှာဆက်မသွားနိုင်တာ။အဲ့ဒီအခြေအနေမျိုးမှာလည်းဆက်တူလုပ်ငန်းလုပ်သင့်ပါတယ်။နောက်အခြေအနေတစ်ခုကပညာရှင်တွေ ကိုယ့်ရဲ့လုပ်ငန်းမှာလုပ်ပြီဆိုလို့ရှိရင်လည်းစက်တူလုပ်ငန်းလုပ်ပါအဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ idea တစ်ခုတည်းနဲ့ဒီလုပ်ငန်းကြီးကိုမောင်းနေနေတာဟလာဒီလုပ်ငန်းကြီးကိုသွားနေတာကတို့တို့ကကောင်းတော့ကောင်းတယ်ဒါပေမဲ့အကယ်၍ပညာရှင်တွေပါလာခဲ့ရင်သူ့အုံတော်ကိုအုံတော်သူ့အကြံဉာဏ်ကိုအကြံဉာဏ်နဲ့လုပ်မယ်ဆိုလို့ရှိရင်ဒီတဲ့အစပေါင်းများစွာကျွန်တော်တက်သွားနိုင်မယ်အဲ့ဒီခြေနေမျိုးမှာလည်းစက်တူလုပ်ငန်းလုပ်နောက်ဆုံးခြေနေကဘလို့ခြေနေမျိုးလဲဆိုတော့ ဈေးကွက်ကိုအပိုင်သိမ်းခြင်းမျိုးဆိုလို့ရှိရင်လည်းဆက်တူလို့အဲ့တော့ကို့မှာကနော်ဈေးကွက်ကိုသိမ်းနိုင်တဲ့အနေအထားရှိနေပြီကို့မှာ market ကိုကိုကကောင်းကောင်းချုပ်ကင်နိုင်နေပြီ ဒါပေမဲ့အဲ့ဒီ market ကြီးကိုချုပ်ကင်ဖို့ငွေကြေးတွေရလိုလာပြီဆိုလို့ရှိရင်စက်တူလို့เนาะအတို့ပေါင်းပြီးတော့မှဘာလို့မှလဲဆိုတော့စက်တူလို့မယ်ဆိုလို့ရှိရင်ဟိုက market ကိုတင်နိုင်တယ်အဲ့တော့ဒီအခြေအနေ၄မျိုးမှာတို့တို့ကစက်တူလုပ်ငန်းလုပ်ပါတခုတော့ရှိတယ်အဲ့လိုစက်တူလုပ်ငန်းလုပ်ပြီဆိုလို့ရှိရင်တော့ rule တွေစီမင်းစည်းကမ်းတွေကိုတော့တေချာ100%ခိုင်မာအောင်လုပ်ထားဖို့လိုတယ်မဟုတ်ရင်တယောက်ချင်းစီအတွက်နစ်နာနိုင် အဲ့တော့အဲ့ဒီ rules တွေကိုဘယ်နေရာကလေ့လာလို့ရလဲဆိုတော့ကျွန်တော်ရဲ့လာမယ့်အော်တိုဘားလ31ရက်နေ့မှာဖွင့်မဲ့စက်တူလုပ်ငန်းဆိုင်ရာစီမင်းများတင်တဲ့အမှာကျွန်တော်အကုန်လုံးတင်ပါမယ်เนาะအဲ့ဒီကစီမင်းစည်းကမ်းတွေကိုအကုန်လုံးထုတ်ပြီးတော့မှာ စာချုပ် contract တစ်ခုအနေနဲ့လုပ်ပြီးတော့မှဆက်တူလုပ်ငန်းကသွားမယ်ဆိုလို့ရှိရင်တော့သိကြတယ်အဲ့ဒီလုပ်ငန်းသည်ပြဿနာမရှိတဲ့ပြဿနာနည်းတဲ့လုပ်ငန်းဖြစ်ပါလိမ့်မယ်ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီဆက်တူလုပ်ငန်းလုပ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီတင်တန်းကိုမဖြစ်မနေလာပြီးတော့မှတက်ပါဒီတင်တန်းရဲ့တင်တန်းကြီးကတော့9သိန်းမှာ ဒီဗီဒီယိုကလာတော့ဆိုလို့ရှိရင်တော့ကျွန်တော်9000ရှော့ပေးမယ်4သိန်းခွင့်နဲ့အခွင့်ပြုမယ်လူ20ပဲကျွန်တော်အခွင့်ပြုမယ်အဲ့တော့တက်ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ PBR လို့ရိုက်ခဲ့ပါအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ messenger နေ auto reply ပြန်ပါလိမ့်မယ် auto reply ပြန်နေတိုင်းလိုက်လို့မယ်ဆိုလို့ရှိရင်တော့ဒီသင်တန်းကိုတက်ရောက်ခွင့်ရပါလိမ့်မယ်ဒီကြောင့်အရင်ကနေပြီးတော့မှခုဒီဗီဒီယိုကြည့်နေလုပ်ငန်းရှင်တွေဒီချိုးတစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးအတွက်လေးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါပြင်ခါရှိတော့နေလေးဖြစ်ပါစေ